UAB, with you on your journey of life. င်္ဂလာပါရှင်ကျမလွန်သိငယ်ဦးပါ7 day tv ရဲ့7 bn news ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘင်္ဂါလီကျေးရွာတွေမှာပြဿနာထပ်ဖြစ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မူရစေဝါသတင်းရလို့ဘင်္ဂါလီကျေးရွာတွေကိုလုံခြုံရေးတာဝန်ရှိသူတွေဝင်ရောက်စစ်ဆေးတာကနေရွာသားတအုပ်တေဆုံးပြီးရဲတပ်ဖွဲ့ဝင်တအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။မောင်တော်မြို့နယ်လေးမိုင်လောက်အကွာမှာရှိတဲ့ဒူချီယာရန်ဘင်္ဂါလီကျေးရွာမှာဒီကနေ့ဒီဇင်ဘာလ19ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့တာပါ လုံခြုံရေးအဖွဲ့တွေရာထဲဝင်တဲ့အချိန်မှာရွာသားတွေကဒုတ်ဓာတ်တွေနဲ့ဝိုင်းတိုက်ခိုက်ခဲ့တာဖြစ်လို့ရဲတပ်ဖွဲ့ဝင်ဒဏ်ရာရရှိခဲ့ပြီးဓာတ်နဲ့လိုက်တဲ့ဘင်္ဂါလီရွာသားကိုလည်းလုံခြုံရေးအဖွဲ့တွေကပြစ်ခတ်လို့တေဆုံးခဲ့တယ်လို့မောင်နှောမျိုးမရဲစခန်းမှုကအတည်ပြုပြောကြားထားပါတယ်တေဆုံးသွားတဲ့ဘင်္ဂါလီရွာသားရဲ့ရုပ်အလောင်းကို မောင်တော်ပြည်သူစေယုံကိုပို့ထားတယ်လို့သိရပါဗျ ရခိုင်ပြည်နယ်အတွင်းကဘင်္ဂါလီအရင်းနဲ့ပတ်သက်လို့ဒီကနေ့ရန်ကုန်မှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ဒေါအောင်ဆန်းစုကြည်တွေ့ဆုံနေတာဖြစ်ပြီးပြည်တွင်းကလွတ်လပ်သောမီဒီယာအဖွဲ့ဟာရခိုင်ပြည်နယ်မှာအစိုးရရဲ့တရားဝင်ခွင့်ပြုချက်နဲ့သတင်းယူဖို့ရန်ကုန်ကနေဒီကနေ့ပဲထွက်ခွာသွားတာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ပင်ဂါလီရေစီလူသားချင်းစာနာမှုအထောက်ပံ့တွေပေးဖို့အစိုးရသဘောတူဆိုတဲ့သတင်းဖြစ်ပါတယ်။ကြခိုင်ပြည်နယ်ကပင်ဂါလီမျိုးနယ်စုရေစီလူသားချင်းစာနာထောက်ထားမှုအထောက်ပံ့တွေပေးဖို့မြန်မာအစိုးရကသဘောတူညီခဲ့တယ်လို့သတင်းရရှိပါတယ်။ရန်ကုန်မြို့မှာဒေါ်ဆန်းစုကြည်နဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုအပြီးအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးတွေကအခုကိစ္စကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ပင်ဂါလီမျိုးနယ်စုရေပေါ်မြန်မာနိုင်ငံကဆေးရည်အရာဖိနှိပ်ဖြိုခွင်းမှုတွေပြုလုပ်နေကြောင်းဆွတ်ဆွဲမှုတွေမြင့်တက်လာချိန်မှာဒေါ်ဆန်းစုကြည်ကအာဆီယံနိုင်ငံအသီးသီးက ကနိုင်ငံခြားရေးဝန်ကြီးတွေကိုဖိတ်ကြားပြီးဒီဇင်ဘာလ19ရက်နေ့မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။လေးနာရီကျော်ဆွေးနွေးမှုတွေပြီးမှအထူးကအချက်နှစ်ခုကိုမြန်မာအစိုးရနဲ့အာဆီယံအသိုက်အဝန်းကြားသဘောတူညီမှုရခဲ့ကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရနိုမာဆူရီကပြောပါတယ်။ ပထမအချက်ကရခိုင်ပြည်နယ်အတွင်းပြောင်းလဲတိုးတက်မှုအခြေအနေတွေကိုအာဆီယံအဖွဲ့အစည်းစီမြန်မာအစိုးရကပုံမှန်အသိပေးနေဖို့ဖြစ်ပြီးဒုတိယအချက်ကတော့လူသားချင်းစာနာထောက်ထားမှုအစီအမံတွေအတွက်လမ်းဖွင့်ပေးဖို့ဖြစ်ပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးအင်နီဖာအီမန်ကတော့ဘင်္ဂါလီပြည်ထနာဟာဒေသတစ်ခုလုံးနဲ့ပတ်သက်တဲ့အရေးကိစ္စတစ်ခုလို့သဘောထားပြီးအာဆီယံကစက်မှတ်ခိုင်တွယ်စေလိုကြောင်းတိုက်တွန်းပြောကြားသွားခဲ့တယ်လို့သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ကန်ဒေါ်လာလဲနှုန်းပြန်ဆင်းလာဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီကနေ့ဒီဇင်ဘာလ19ရက်နေ့အမေရိကန်ဒေါ်လာလဲနှုန်းကတော့1ဒေါ်လာကို1405ကျပ်ဝယ်ဈေးဖြစ်ပြီးရောင်းဈေးကတော့1408ကျပ်ကိုကျဆင်းသွားပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်ပြီးမူဝါဒပိုင်းပြောင်းလဲမှုတွေနဲ့သတ်မှတ်ချက်အပြောင်းလဲတွေကြောင့်ပါမစ်လျှောက်ထားမှုတိတိကျကျရောကြသွားပါတယ်။အဲဒါကြောင့်မော်တော်ယာဉ်တင်သွင်းဖို့အတွက်နိုင်ငံခြားငွေဝယ်ယူတဲ့ပမာဏကလည်းအရင်ရက်တွေထက်80%ကိုင်းနှုန်းလောက်လျော့သွားတယ်လို့နိုင်ငံခြားငွေရောင်းဝယ်သူတွေထံမှသိရပါတယ်။နောက်ရက်ပိုင်းတွေမှာနိုင်ငံခြားငွေဈေးဆက်လက်ကျဆင်းသွားနိုင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်အချို့ကခန့်မှန်းထားပါတယ်။ပြည်ရင်းရွှေဈေးကတော့အခောက်ရွှေတစ်ကျပ်သားကို8,6200ကျပ်ဖြစ်ပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ တောင်ကိုရီးယားအစိုးရအရှုပ်တော်ပုံစားခဲ့တဲ့အမျိုးသမီးကိုပထမဆုံးချိန်ရုံးတင်ဆစ်ဆေးဆိုတဲ့သတင်းဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရရဲ့အရှက်တကွဲအရှုပ်တော်ပုံမြင့်ဖျားခံခဲ့ရအမျိုးသမီးကအခက်ရိလိုက်စားမှုနဲ့အကျင့်ပြတ်မှုဆွဲချက်တွေအတွက်အပြစ်မရှိကြောင်းတရားခွင်မှညင်းဆိုလိုက်ပါတယ်။တောင်ကိုရီးယားသမ္မတပကွန်ဟေးနဲ့ပုဂ္ဂိုလ်ရေးအရအလွန်ရင်းနေတဲ့အသက်60အရွယ်ချွိုင်းဆွန်စီကိုဒီဇင်ဘာလ19ရက်မှာပထမဆုံးချိန်ရုံးထုတ်ဆစ်ဆေးခဲ့တာပါ။သူမရဲ့ဆွဲချက်တွေအတွက်အပြစ်မရှိဘူးလို့ပြောကြားခဲ့တာပါ။ ခြွိုင်ဟာပိုက်ရဲ့တရားဝင်ခန့်အပ်ထားခြင်းမရှိတဲ့အကြံပေးသဖွယ်သတ်မှတ်ခံထားရပါတယ်။ ဖတ်ဟာအစိုးရရဲ့ထိတ်တန့်အဆင့်အလျော့ဝက်ဖိုင်တွေကိုခြိုင်ထန်ပြသခဲ့တယ်လို့ပေါ်ပေါက်လာရကနေအစပြုပြီး ပြဿနာများစွာကြုံနေရတာပါခြိုင်နဲ့ဆက်ဆက်လို့အခက်ခဲလိုက်စားမှုနဲ့တရားစွဲခံရတော့မှာဖြစ်ပါတယ်ခြိုင်ဟာရခင်ကလေးကပတ်နဲ့ခင်မင်ရင်းနှီးမှုအရှိန်အဝါကိုအသုံးချပြီးသူမရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကောင်းကျိုးအတွက်အခွင့်အရေးယူမှုတွေရှိခဲ့တယ်လို့ဆွဆွဲခံထားရပါတယ်နိုင်ငံတော်လွတ်ဝဲချက်များပေါက်ကြားမှုထွက်ပေါ်လာတဲ့နောက်သူမကို နောက်ကျောင်းပြန်လည်ပြီးအချင်းပြတ်ချစားမှုဆွဲချက်တွေနဲ့အစိုးရရှေ့နေတွေကအရေ းယူခဲ့တာဖြစ်ပါတယ်။ဆိုမျိုးမှာပထမဆုံးအကြိမ်တရားရုံးတင်စစ်ဆေးမှုပြုလုပ်ရမှာတော့ခြွိုင်ကဆွဲချက်အလုံးကိုညှဉ်းဆန်ပြီးသူမဟာအပြစ်ကင်းစင်သူတဦးဖြစ်ကြောင်းရှောက်လဲချက်ပေးခဲ့ပါတယ်။ခြွိုင်နဲ့ဆက်ဆက်ပြီးအမှုပတ်ခဲ့တဲ့ပတ်မှာလက်တလောသမရအခွင့်အာဏာတွေဆုံးရှုံးထားပြီးရပ်ပေါင်း180ဒေါ်တွင်စစ်ဆေးခံရတော့မှာဖြစ်ပါတယ်။ပြမှုထင်ရှားရင်ပတ်ဟာသမရအဖြစ်ကနေဖယ်ရှားခံရတော့မှာဖြစ်ပါတယ်7 TV ရဲ့ည9:00နာရီသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် UAB with you on your journey of life.